မင်္ဂလာပါလို့ဦးစွာဗနာမနှုတ်ဆက်တာပါရခင်ဗျာ ကျွန်တော်ရဲ့ဗာမိတ် recap story channel ကနေပြန်လဲကြိုးဆိုပါတယ်ဇလန်းအစမှာပဲကြဲပြောလာပြီးစိတ်ညို့နေတဲ့ပြောင်းကွင်းကြီးတဲကိုအရာတစ်ခုကတိုးဝင်နေပြီးအဲ့ဒါကတော့တခြားမဟုတ်ပါဘူးမိမပြိုလေးတဦးပါသူမဟာထိတ်ထိတ်ဖြာဖြာနဲ့ပြောင်းကွင်းကြီးတဲကိုပြေးလွှားနေပြီးတဏီယာအရောက်မှာပဲသူမလဲကြသွားပြီးခြေထောက်ကိုလည်းညှောင်ဆူးသွားပါတယ်သူနောက်ကိုလိုက်လာနေတဲ့အတန်ကြားလို့ခြေထောက်အနာနဲ့ထပြေးနေရင်စံမသွားနိုင်တော့တဲ့အခါမှာ ူ့ရဲ့အနောက်ကိုဂျင်းကောင်ကရောက်လာပြီးလဲပြီးညှစ်ထားလိုက်ပါတယ်။ဒါကဘာလို့ဒီလို ဖြစ်ရတာလဲဆိုတာကိုဇလန်းကိုစက်ကြီးလိုက်ကြရအောင်ပါ။ဒါဟာရာကတန့်စင်ကန်းထဲမှာရှိနေခြင်း။အခန်းပြင်ကနေအတန်ကြားလိုက်ရလို့သူမှသတိထားကြည့်လိုက်တော့ခြေထောက်လေးချောင်းနဲ့မြင်လိုက်ရပြီ။သူမှအခန်းတကားနားကိုတိုးကပ်လာတာကိုမြင်လိုက်ရတဲ့အခါမှာထိတ်လန့်နေခြင်းပါပဲ။သူမှအိမ်မက်ဖြစ်နေကအဆောင်နေသူတငယ်ချင်းကနှိုးလိုက်တဲ့အတွက်နှိုးလာပြီ။သူမှလည်းအမြန်ထပြီးစာသင်ခန်းထဲကိုဝင်ဖို့ပြင်ပါတယ်။ သူတို့ကအစ္စလမ်ဘာသာရေးအကြောင်းကမင်းကလေးအဆောင်မှာနေထိုင်ကြသူတွေပါသူတို့ရဲ့ဆီယာမားကစာသင်ခန်းထဲကကျမ်းစာတွေကိုတယောက်ချင်းအလွတ်ပြန်ခိုင်းနေပြီဘယ်သူကပြန်အောင်မလဲလို့ဆိုတော့ဇာဟာရာရဲ့ဘေးကလူတယောက်ကဇာဟာရာလို့ထပြောလိုက်တဲ့အတွက်ဆီယာမားရှိမှကျမ်းစာရွတ်နေချိန်မှာပဲသူတို့တဲကတယောက်စီကနေဖုံးမြည်တံထွက်လာပါတယ်ဒီတော့သူမစီကိုအားလုံးရဲ့အကြည့်တွေရောက်သွားကြကကျောင်းမှာဖုံးအုံပြူတာကိုတားမြစ်ထားတာဖြစ်တဲ့အတွက်ဆီယာမားကကျိန်းမောင်းတာကိုခံနေရပါတယ်သူတို့ကျောင်းကနေအဆောင်ကိုပြန်တဲ့လမ်းမှာ ဇာဟာရာကိုအိမ်မဆိုးတွေထပ်ပြီးမတ်ပြန်ပြီလားလို့ဆိုတာပြောနေကြရင်ဒီเจ้าရဲ့ဆရာတယောက်ဖြစ်တဲ့ Ustad Jelani ကသူ့ရဲ့အမျိုးသမီးနဲ့အတူလာနေပြီးသူတို့ကိုနှုတ်ဆက်လိုက်ကြပါတယ် Jelani ကိုမြင်တဲ့အခါမှာဇာဟာရာကမျက်နှာပြက်နေပြီးသူတို့သွားဖို့ပြင်တဲ့အခါမှာဇာဟာရာကိုအတန်းပြီးရင်သူ့စီလာခဲ့ဖို့မှားလိုက်ကဇာဟာရာကလည်းဟုတ်ကဲ့ပါလို့ပြောလိုက်ပြီးကြံတဲ့လူတွေကလည်းသူ့ရဲ့မိမရှိနေတာတောင်လို့ဆိုတာစားနောက်နေလို့ဇာဟာရာကရှက်ပြီးထွက်ပြေးသွားပါတယ်အဲ့ဒီနောက်မှာတော့เจ้าကိုရူလန်ဒါဆိုတဲ့เจ้าသူအသေးရောက်လာပြီး ဦးစတန်နဲ့စကားပြောနေချိန်မှာပဲဇာဟာရာကလည်းရောက်လာတော့မိတ်ဆက်ပေးလိုက်ပြီဇာဟာရာကအတန်းကောင်းဆောင်ဖြစ်ပြီးစာတော်ရဲ့ចောင်းသူဖြစ်လို့ဆီယမ်မာတွေကလည်းချစ်ကြသလိုမင်းကိုလည်းစာတော်အောင်ကူညီပေးလိမ့်မယ်လို့ဆိုပြီးရိုလန်ဒါနေရမယ့်အဆောင်ကိုလိုက်ပို့ခိုင်းလိုက်ပါတယ်ဇာဟာရာကလည်းရိုလန်ဒါကိုចောင်းရဲ့အဆောက်အဦတွေကိုလိုက်ရှင်းပြနေပြီးရိုလန်ဒါကចောင်းရဲ့ထွက်ပေါက်ကရောဘယ်မှာလဲထွက်ပေါက်တစ်ခုတည်းရှိတာလားလို့မေးတဲ့အခါမှာအဆောင်ရဲ့ဘေးမှာအပေါက်တစ်ခုရှိတယ်လို့ဆိုပါတယ်အဆောင်ကိုရောက်တဲ့အခါမှာတော့စာအုပ်တွေထုတ်ပေးပြီး မိကလည်းည10နာရီပြတ်တာဖြစ်ကြောင်းနဲ့အเจ้าရဲ့စည်းကမ်းနေနဲ့လုပ်ငန်းစဉ်တွေကိုပြောပြလိုက်ပါတယ်။ရူလန်ဒါကဒီမှာ Wi-Fi ရှိလားလို့မေးတော့ဒီမှာ Wi-Fi မှမရှိဘူးလို့ပြောလိုက်တာ။ဘေးကတယောက်ကအီချာကသူ့ရဲ့ကောင်းလေးနဲ့တွေ့ဖို့အင်တာနက်ကဖေးကိုတုံးတယ်လို့ပြောလိုက်တော့အတင်းတားထားလိုက်ပါတယ်။ဒီချိန်မှာပဲဆီယာမအူမီကရောက်လာပြီးအားလုံးကလည်းနှုတ်ဆက်လိုက်ကရိုလန်ဒါကိုလည်းစောင်းတစ်ခုပေးလိုက်ပြီးအเจ้าရဲ့စည်းကမ်းတွေကိုလိုက်နာဖို့ပြောကပြန်ထွက်သွားပါတယ်။သူထွက်သွားတဲ့အခါမှာတော့အားလုံးကရေချိုးဖို့အလူရထွက်ကြရင် ရူလန်ဒါရဲ့အိတ်ကိုအီချာကတိုက်မိသွားပြီသူရဲ့ပစ္စည်းတွေကိုကောက်လိုက်ချိန်မှာပဲဓာတ်ချောင်းကိုတွေ့လိုက်ပြီးအံ့ဩနေလို့မှကိုကိုကိုကာဝယ်ဖို့ဆောင်ပါလို့ဆိုကရူလန်ဒါကပြောလိုက်ပါတယ်ဒီလိုနဲ့ညရောက်တော့ဆယ်နာရီမီးပိတ်ချိန်ရောက်လာကမီးပိတ်လိုက်ပါတယ်ဇာဟာရာတို့ចောင်းသူတွေကတော့ဦးစတက်ဂျယ်လနီစီမှာစာတင်ကြနေပြီးဂျင်းចောင်းတွေကိုရှင်းပြနေကဇာဟာရာကဂျယ်လနီကိုတေချာဆိုင်ကြည့်နေပါတယ်ဒီအချိန်မှာပဲအော်တန်ကိုကြားလိုက်ရပြီးကြည့်လိုက်တော့မာလစ်ကရောက်လာကဂျယ်လနီစီကိုចောင်းသူတရားပူကတ်ခံရလို့ခေါ်လာပါတယ် ဂျလန်နီလဲလူးလိမ်ပြီးပူကက်ခံနေရတဲ့ចောင်းသူကိုအပနှင်ပေးနေတော့မှာပဲနောက်ထပ်ចောင်းသူတွေကိုပါပူကက်ခံရပြီးဝရုံးသုံးကားတွေဖြစ်နေပြီးဂျလန်နီလဲတယောက်တည်းအပနှင်ပေးနေရပါတယ်အဲ့ဒီနောက်မှာတော့ဇာဟာယာတို့အဆောင်ကိုပြန်ကြချင်းဂျလန်နီအပနှင်တာကထူးဆန်းနေပြီးအေကူစီចန်းစာကိုပဲရွတ်နေတာလို့အတင်းပြောနေကရိုလန်ဒါကအတူရောင်ကြီးပဲထင်တယ်လို့ဆိုတော့ဇာဟာယာကလည်းနင်းမယုံကြည်ရင်နင်းအပိုင်းပဲဒါပေမဲ့ဒီလိုအရာတွေကတကယ်ရှိကြောင်းနဲ့အလာရဲ့အကူအညီကိုလည်းလိုတယ် ကာရာအီကအမြဲတမ်းငါတို့ကိုတင် जा ပြီးတယ်လို့ဆိုတော့ရိုလန်ဒါကလည်းကာရာအီကအခုဘယ်မှာလဲလို့မေးလိုက်တဲ့အခါမှာသူကနောက်လိုက်များစွာရှိပြီးနေကန်ကောင်းဆောင်ရွေးချယ်ပွဲအတွက်ကူညီပေးဖို့တွားနေတယ်လို့ဆိုပါတယ်။ဇာဟာယာကလည်းကာရာအီရဲ့အကြောင်းကိုအတင်းမပြောရဘူးလို့ဆိုကထွက်သွားပါတယ်။ညရောက်တဲ့အခါမှာတော့ဂျေလန်နီအသွုံးပြတဲ့ခလောက်အတန်ကိုကြားနေရပြီးဇာဟာယာကအိမ်မက်ဆိုးထက်မှတ်နေကရိုလန်ဒါကနှိုးလိုက်တော့မှနိုးလာပြီးကြောက်လန့်ပြီးသေးပေါက်ချမိထားလို့အမြန်တုတ်လိုက်ပြီးတန့်စင်ကန်ကိုပြေးသွားပါတယ်။ အဲ့ဒီနောက်မှာတော့ចောင်းသူအားလုံးဝင်းပြူနေကြချိန်ရိုလန်ဒါကအိတ်ချင်နေပြီးကောင်းကောင်းလိုက်မလုပ်ပါဘူးဒီလိုနဲ့နောက်တစ်နေ့စာသင်ခန်းထဲမှာအားလုံးရှိနေကြချိန်ရိုလန်ဒါရဲ့ပုံကအတန်မြီလာပြီးဇာဟာယာကနင်ဖုံးလာလို့မေးတော့ပါဇက်ကိုအနှင်းပိတ်ထားလိုက်ကဒီချိန်မှာပဲဆရာဂျယ်လနီကအခန်းထဲကိုရောက်လာပြီးအားလုံးကထပြီးနှုတ်ဆက်လိုက်ကြပါတယ်ဆရာကစာရွက်တွေကိုလက်ဆင့်ကန်းခိုင်းလိုက်ပြီးဒီနေ့ညမှာကွာရင်းစစ်ဆေးမှုလုပ်မယ်လို့ဆိုပါတယ်ကွာရင်းဆိုတာလူသားတွေနဲ့စင်တူပြီးလူသားတွေကိုအဖော်ပြပေးနေတဲ့ခြင်းပါ ဂျေလနီကမင်းတို့တွေကြွားရင်ဂျင်ကိုစင့်ခေါ်ပြီးတွေ့ရမယ်လို့ဆိုပါတယ်ဒီတော့အားလုံးကလည်းလန့်နေကြပါပြီရိုလန်ဒါကလည်းကြွားရင်ဂျင်ကိုစင့်ခေါ်ရင်ဘာကောင်းကျိုးရမှာလဲလို့ဆရာကိုမေးလိုက်တော့ဆရာကသူမနားကိုလာပြီးမင်းဒါကိုမင်းကုန်းထုတ်နေရင်မင်းဆရာစီကနေတင်ယူဖို့အဆင့်ထိအဆင့်သင့်မဖြစ်သေးဘူးလို့ဆိုတော့ရိုလန်ဒါကလည်းဂျေလနီကိုဘူရှိုးရှိုးပါတယ်ဂျေလနီကလည်းဇာဟာယာကိုစူဝေးပွဲအတွက်တာဝန်ပေးလိုက်ပြီးအတန်းပြီးမြောက်ချင်းရင်ဒီစာမွေးပွဲကမဖြစ်မနေလို့ရမှာလို့ဆိုကာ လိုအပ်တဲ့ပစ္စည်းစည်းရင်းကိုဇာဟာယာကိုပေးလိုက်ပါတယ်။အဲ့ဒါတွေကတော့ចောင်းသူတယောက်ချင်းစီရဲ့ခြေသက်လန်တဲ့ចောင်းလူသေးအလောင်းပတ်စတံမြာသည့်တလုံးပဲဖြစ်ပါတယ်။ဇာဟာယာကဂျယ်လနီရဲ့ဘေးမှာဂျင်းရဲ့အရိပ်ကိုမြင်လိုက်ပြီးမျက်နှာမကောင်းဖြစ်နေပြီးဂျယ်လနီကလည်းထွက်သွားပါတယ်။အဲ့ဒီနောက်မှာတော့ចောင်းသူတွေကစားနေကြချိန်မှာចောင်းသူတစ်ဖွဲကတယောက်တည်းထိုင်နေတဲ့ရိုလန်ဒါကိုအတင်းပြောနေလို့အနာကိုသွားပြီးရန်တွေ့စကားများကြရင် နင်းကဆရီနဲ့တူလို့ပါလို့ဆိုပါတယ် ဒီချိန်မှာပဲဇာဟာယာတို့ကရောက်လာပြီးဆရီဆိုတာဘသူလဲလို့မေးတော့ဆရီဆိုတာအရင်နှောင်းကចောင်းသူတစ်ယောက်ဖြစ်ပြီးဂျဲလန်နီကိုတိုက်ခိုက်လို့ចောင်းထုတ်ခံလိုက်ရတယ်လို့ဆိုပါတယ်သူတို့စကားပြောနေကြတော့မှအီချာကပျောက်သွားပြီးចောင်းရဲ့အနောက်ဘက်ကနေသူ့ရဲ့កောင်းလေးနဲ့စကားသွားပြောနေပါတယ်ចောင်းသူတွေရောက်လာလို့ပြန်သွားပြီးအီချာကလည်းဇာဟာယာလာခေါ်လို့စိတ်ဆိုးသွားပါတယ်ဂျဲလန်နီတို့ဇနီးမောင်နှံကလည်းမိမဖြစ်သူကကလေးလိုချင်နေပြီးဂျဲလန်နီကတော့တိတ်လိုချင်ပုံမရပါဘူး ចောင်းသူတွေအစဉ်ပြေလာလို့မင်းနေကဇာဟာယာကစိတ်ရှုပ်နေသလိုပဲသူ့ကိုစကားသွားပြောလိုက်ရမလားလို့မိမဖြစ်သူကပြောတဲ့အခါမှာចောင်းသူတွေကိုငါတာဝန်ထားပါမင်းကကျမ်းမာရေးဂယူးဆိုင်ပါလို့ဆိုပါတယ်အဲဒီနောက်မှာတော့ရူလန်ဒါကိုမတွေးလို့လိုက်ရှာကြဖို့တခြားသူတွေကထွက်သွားတဲ့အခါမှာဇာဟာယာကယုံလေးတကောင်ကိုမြင်ပြီးတွားဖမ်းလိုက်ကမိဖြတ်တဲ့မာလစ်ကယုံလေးကောင်ကိုလှောင်ရင်ထဲကထုတ်သွားတာကိုမြင်လိုက်လို့ဇာဟာယာကအနောက်ကနေလိုက်ချောင်းကြည့်နေတဲ့အချိန်မှာပဲသူမအနာကိုရူလန်ဒါကယောက်လာပြီးတိတ်တိတ်နေခိုင်းလိုက်ပါတ ူတို့တစ်ကိုင်းကိုနင်းမိပြီးအတန်းထွက်သွားလို့မာလစ်ကကြိလိုက်တဲ့အခါမှာပုံနေလိုက်လို့မတွေ့သွားပါဘူးမာလစ်ကိုလည်းအိမ်ထဲကလူတယောက်ကအလောင်းပတ်စားကိုသွားမြုပ်ခိုင်းလိုက်ကရိုလန်ဒါတို့နှစ်ယောက်ကလည်းအိမ်နားကိုကပ်သွားပြီးချောင်းကြီးလိုက်တဲ့အခါမှာတော့ဂျယ်လန်နီကအောက်လန်းနဲ့အစီရင်တွေလောက်ကကူတာပေးနေတာကိုမြင်သွားပြီးရိုလန်ဒါကလည်းဖုန်းနဲ့ရိုက်ကူးထားလိုက်ပါတယ်ဇာဟာယာကတော့ထိတ်လန့်နေပြီးဒီချိန်မှာပဲမာလစ်ကပြန်ရောက်လာလို့ရိုလန်ဒါတို့နှစ်ယောက်လည်းအိမ်နောက်ကနေအမြန်ထွက်လာခဲ့လိုက်ကြပါတယ်သူတို့သွားနေရင်အိမ်နောက်မှာ အလုံးပိတ်ထားတဲ့တဲတလုံးကိုမြင်လိုက်ပြီးဇာဟာယာကကြည့်နေတုန်းမှပဲရူလန်ဒါကဆွဲခေါ်သွားလိုက်ပါတယ်တကယ်တော့အဲ့ဒီအလုံးပိတ်တဲထဲမှာဆရီကိုချုံနောင်ထားတာဖြစ်ပြီးမာလက်ကစားစရာလာကျွေးပါတယ်ရူလန်ဒါကလည်းကြောင်းသူတွေဂျယ်လနီပြောသလိုအစီရင်တွေလိုအပ်တာတွေကိုပြင်ဆင်နေကြချိန်မှာရူလန်ဒါကအားလုံးကိုလိုက်မလုပ်ဖို့စီယုံလိုက်ပြီးသူ့ရိုက်ထားတဲ့ဗီဒီယိုကိုလည်းပြလိုက်ပါတယ်ဒါပေမဲ့ဒါကိုမလုပ်ရင်စာမွေးပွဲကြမှာကိုလည်းကြောက်နေကြပြီးဇာဟာယာကိုလည်းဂျယ်လနီစီကိုလွတ်ပြီးညှိနှိုင်းခိုင်းလိုက်ပါတယ် ဒါပေမဲ့ဇာဟာယာကဂျဲလင်နီစီကိုသွားဖို့ကြောက်လန့်နေပြီမသွားဘဲပြန်ပြေးလာတာရိုလန်တာကလည်းဇာဟာယာတကယ်သွားမသွားလိုက်ချောင်းရင်းမြင်သွားလိုက်ပါတယ်ဇာဟာယာကသူညီနိုင်လို့အဆင်မပြေဘူးလို့ညာပြောလိုက်တာကျောင်းသူတွေအားလုံးကလည်းလက်ခံလိုက်ကြပြီရိုလန်တာကလည်းသူ့လိန်နေတာသိပေမဲ့သူလည်းကြွားရင်းချင်းစင့်ကုန်မှုမှာပါဖို့လှုပ်လိုက်ပါတယ်အဲဒီနောက်မှာတော့ကျောင်းရှိကွင်းပြင်မှာညာဘက်မိုးရွာကြီးတွေစုဝေးစီပြီးဂျဲလင်နီကတယောက်ချင်းစီရဲ့အနားကိုကတ်ကမင်းကုံမင်းအရှုံးပေးလိုက် အာရင်ချင်းစီမှာလက်လွတ်လိုက်လို့ပြောလိုက်ကကျင်းတစ်ခုတည်းကိုအလောင်းပတ်စတွေကိုပြစ်ထည့်စေပါတယ်။အားလုံးကလည်းကျင်းတဲ့ကိုအလောင်းပတ်စတွေကိုထည့်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ဟာနာကအိယာကနေနိုးလာပြီးချမ်းလို့အဝိယူဖို့လှုပ်ချိန်မှာပဲအန်ဇွေးသေးကနေအလောင်းပတ်စနဲ့ကျင်းကိုဆင့်ခေါ်တဲ့ကျန်းစာအုပ်ကိုမြင်လိုက်ပါတယ်။ဒီချိန်မှာပဲတကားပွင့်သွားပြီးဟာနာကအပြင်ကိုထွက်ကြည့်လိုက်တော့အိမ်ပြင်ကွက်ပြစ်ပေါ်မှာဂျယ်လနီထိုင်နေတာကိုမြင်လို့အနာကိုတွားလိုက်ကသူ့မှာအနာကိုရောက်တော့အိမ်ထဲကနေဂျယ်လနီကလှမ်းခေါ်လိုက်လို့အနာကိုလှည့်ကြည့်လိုက်တော့ ဂျဲလန်နီကအိမ်ထဲမှာရှိနေတာပါ။သူမှကွက်ပစ်ပေါ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့မရှိတော့ပါဘူး။ဟာနာလည်းထိတ်လန့်နေပြီးအိမ်ထဲကိုပြန်ဝင်ကအလောင်းပတ်စကိုအန်ဆွဲတဲ့ကနေတွေ့တယ်လို့ဆိုတော့မင်းကိစ္စမဟုတ်ပါဘူးလို့ဆိုကပြန်ယူသွားပါတယ်။ဟာနာကလည်းကျမအဖေကအစင်းသေးမဖြစ်သေးတဲ့ចောင်းသူတွေကိုဂျင်းနဲ့ចန်းစာတွေကိုတင်ရင်ဖို့နဲ့လေ့ကျင့်ဖို့ဖွင့်ပြမှာမဟုတ်ဘူးလို့ဆိုတော့ဂျဲလန်နီကမင်းအဖေကိစ္စတော်လောက်ပြီ။မင်းအဖေကဒီမှမရှိဘူး။သူကចောင်းကိုတော့ယူဆိုင်မှာမဟုတ်ဘူးလို့ဆိုတော့ဟာနာက အဖေကဒီမှာရှိတဲ့မိစ္ဆာဒိဋ္ဌိလမ်းစဉ်ကိုလည်းမလိုက်ပဲသူကဒီเจ้าကိုကာကွယ်နိုင်တယ်လို့ပြောနေတာစကားများကြပြီးဂျဲလန်နီကသူ့အနာကိုကပ်ပြီးရဲနေပါတယ်တပတ်မှလည်းဇာဟာယာကသွားတိုက်နေရင်မှန်တဲမှာသူ့ရဲ့ရုပ်ကရက်တန့်နေပြီရဲတန်ကိုလည်းကြားလိုက်ရလို့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှမရှိပါဘူးဒီလိုနဲ့ခဏနေတော့ဤချာကရောက်လာလို့နှုတ်ဆက်လိုက်ပြီတကယ်တော့အခန်းထဲမှာဤချာက မရှိပါဘူးသူမှအခန်းထဲကိုပြန်ဝင်လာတော့ဤချာကအိတ်နေတာကိုမြင်လိုက်ရတာကြောက်ကြောက်နဲ့သူကြည့်နေတော့မှပဲ ။ဣချာရဲ့ပုံစံနဲ့ဂျင်းကသူ့ရှိကိုပေါ်လာပြီ။သူ့ရည်ထွက်ကြလာတယ်ကိုမြင်လိုက်ရပြီ။ထိတ်လန့်နေချိန်မှာပဲဘေးကနေခေါ်လိုက်မှအသည့်ဝင်လာပြီးမြင်းနေတာတွေလည်းပျောက်သွားပါတယ်။ရိုလန်ဒါကလည်းမအိပ်သေးပဲဂျယ်လန်နီရဲ့အခန်းကိုစောင့်ကြည့်နေကဣချာကဂျယ်လန်နီရဲ့အခန်းထဲကိုဝင်သွားတာကိုမြင်လိုက်ပြီးသူမှလည်းဖုန်းနဲ့ရိုက်ထားလိုက်ပါတယ်။မနက်ရောက်တဲ့အခါမှာတော့ဇာဟာယာကိုပြလိုက်ပြီးသူတို့ငိန်ခံမနေပဲဂျယ်လန်နီကမိစ္ဆာဒိဋ္ဌိလမ်းစဉ်ကြင်ကြံနေတာကိုတိုင်ကြမယ်လို့ဆိုတော့သူတို့ကဘသူမှယုံမှမဟုတ်ဘူးလို့ဆိုပြီးမတိုင်မှုပြောနေကာ ရိုလန်ဒါကတော့နင်းမပါလဲငါတယောက်တည်းလုံမယ်လို့ဆိုတော့ဇာဟာယာကသူ့ပါပါဖို့သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ရိုလန်ဒါကယုံကန်တဲ့ကိုခိုးဝင်ပြီးဇာဟာယာကိုအပြင်မှာစောင့်နေခိုင်းလိုက်ပါတယ်။ဇာဟာယာကစောင့်ကြည့်နေရင်ပျောက်သွားတဲ့ကျောင်းသူဆရီကိုမြင်လို့အနောက်ကနေလိုက်ကြည့်နေချိန်မှာပဲရိုလန်ဒါကလည်းကာရာအီရဲ့ဖုန်းနံပါတ်ကိုယူပြီးဂျယ်လနီမိစ္ဆာဒိတ်တီလေးကြည့်နေကြောင်းစာပို့ပြီးတိုင်ကြားလိုက်ကခန်းထဲကိုလည်းဆီယာမအူမီကဝင်လာတော့ပုံနေလိုက်ပါတယ်။ ဆီယာမလည်းလွတ်မယ်ထင်ပြီးအပြင်ကိုအထွက်မှာပဲအိုမီကသူ့ကိုတတိထားမိသွားပြီးဖုန်းကိုလည်းတွေ့သွားလို့တိမ့်ဖို့လုံနေလို့ဂျဲလနီကမိစ္ဆာဒီဒီကြင်နေတာကိုရိုက်ကူးထားတာကို ပြောလိုက်တဲ့အခါမှာတော့အိုမီကမျက်နှာပြက်သွားပြီးဖုန်းကိုယူကထွက်သွားပါလေရိုလန်ဒါကလည်းဇာဟာယာကစောင့်ကြည့်မပေးလို့ဒီလိုဖြစ်ရတာလို့ဆိုကပြောနေပြီးစိတ်ဆိုးပြီးထွက်သွားပါလေဒီချိန်မှာပဲအီချာက တကားပေါက်ကနေသူ့ရဲ့ချစ်သူနဲ့စကားပြောနေကသူ့ရဲ့လက်ကိုလည်းကောင်လေးကဆွဲထားလို့လှုပ်ခိုင်းနေကရိုလန်ဒါကဝန်တားလိုက်တော့မှအီချာရဲ့ချစ်သူကလည်းထွက်သွားပါလေ ဒီတော့အီချာကရိုလန်ဒါကိုသူများကိစ္စတဲ့ဝင်မပါနဲ့လို့ဆိုပြီးထွက်သွားပါတယ်။တပတ်မှလည်းဇာဟာယာကိုဂျယ်လီနီကဂျုံကန်ထဲကိုခေါ်ပြီးသူလုံနေတာတွေကိုမင်းရဲ့တငယ်ချင်းနဲ့ဦးမီစီကိုတရင်ရောက်သွားမယ်ဆိုရင်ငါထပ်ပြီးခွင့်လွန်မှာမဟုတ်ဘူးလို့ချင်းချောင်းနေကငါတို့တဲအိမ်ထဲမှာဘာလုပ်ကြလဲဆိုတာကိုမင်းရဲ့တငယ်ချင်းတွေကိုမသိစေချင်ဘူးမလားလို့ပြောနေလို့ဇာဟာယာကအပြင်ကိုအ мян ထွက်ပြေးလိုက်ပါတယ်။သူမှအပြင်ကိုရောက်တဲ့အခါမှာចောင်းသူတယောက်နဲ့ဝင်တိုက်မိသွားပြီးចောင်းသူကចောင်းတောင်းတောင်းဖြစ်နေကဂျယ်လီနီရဲ့အခန်းထဲကိုဝင်သွားပါတယ်။ ာဟာယာကလည်းကြောက်လန့်ပြီးရက်ကြည့်နေတော့မှပဲအီချာကသူ့ကိုဆွဲခေါ်သွားပါတယ်။အခန်းလေးကိုရောက်တဲ့အခါမှာတော့သူ့ကိုလည်းဂျယ်လန်နီကအာတမပြုတ်ကျင်တာကိုပြောပြလိုက်ပြီးဝမ်းနဲ့ငိုကြွေးနေက သူ့ရဲ့ချစ်သူကိုပြောပြထားတယ်လို့ဆိုပါတယ်။ဇာဟာယာကလည်းနှိမ့်သိပ်ပေးလိုက်ပြီးဒါကိုရူလန်ဒါကလည်းကြားနေရပါတယ်။ဂန်ဒီကလည်းတန့်စင်ကန်းကပြန်ဝင်လာပြီးဘာလို့ငုံနေကြတာလဲလို့မေးပြီးမဲ့ဘာမှမဟုတ်ပါဘူးလို့ဆိုကမပြောဘဲနေလိုက်ကြပါတယ်။ဒီလိုနဲ့အားလုံးအိပ်ပျော်နေကြချင်း ီကြားကတန့်စင်ကန်သွားတဲ့အခါမှာခလောက်တန်းကိုကြားလိုက်ရပြီးကြောက်လန့်နေကအနောက်ကိုလှည့်ကြည့်လိုက်တော့သူမပုံစံနဲ့ဂျင်းစကောင်ဖြစ်နေပြီသူမပြန်ထွက်ဖို့လုပ်ပေမဲ့တကားကပိတ်သွားပြီးအော်ချလိုက်ပါတယ်အိပ်ပျော်နေတဲ့ရိုလန်ဒါရဲ့နားကိုလည်းဂျင်းစကောင်ကရောက်လာပြီးဓားကိုယူသွားပါတယ်ဇာဟာယာကလည်းအီချာကိုမတွေးလို့လိုက်ရှာနေရင်ခလောက်တန်းကိုကြားလို့ကြည့်လိုက်တော့ဂျဲလနီဖြစ်နေပြီးအမြန်ပုန်းနေလိုက်ပါတယ်ဒီချိန်မှာပဲတန့်စင်ကန်နဲ့ကိုဂျဲလနီကဝင်သွားပြီးအီချာကလည်းထိန်းချုပ်ခံထားရကဂျဲလနီကပြုတ်သမျှနုရပါတော့တယ် ဒီချိန်မှာပဲအော်တန်ကိုကြားလို့ရိုလန်ဒါကနိုးလာကအပြင်ကိုထွက်ကြည့်လိုက်တဲ့ခါမှာတော့ဒီချားကလဲကျနေပြီးရိုလန်ဒါကိုမြင်တဲ့ခါမှာတော့သူလောက်တာလို့ဆိုကဆွဆွဲပါတယ်ဇာဟာယာကလည်းရောက်လာပြီးဝင်ထားလိုက်ကဒီလိုမဆွဆွဲဖို့ပြောနေလို့ကျောင်းသူအသေးဘက်ကနေပြောနေတယ်လို့ဆိုကဝိုင်းပြီးအပြစ်တင်နေကြချိန်မှာပဲငါတို့စီးစီးလုံးလုံးနေသိနေလို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲအီချားကပူးကက်ခံရကရေပြီးထလာပါတယ်အကုံလုံးကလည်းဒါကိုမြင်ပြီးကြောက်လန့်နေကြပါတော့တယ် မနက်ရောက်တဲ့အခါမှာတော့ចောင်းသူတွေအားလုံးကိုကွင်းပြင်မှာဝစ်ခိုင်းထားပြီးဂျေလန်နီကငါ့ကိုဥညွတ်ထားထမလာနဲ့လို့အမိန်ပေးနေကအကုန်လုံးကလည်းထိန်းချုပ်ခံထားရပြီးထားလို့မရဘူးဖြစ်နေကြပါလိမ့်။ဤချာကလည်းပူခတ်ခံထားရတဲ့အတိုင်းငါကနင့်ကိုဥညွတ်မှာမဟုတ်ဘူးလို့ပြောနေကကောင်းကင်ကအုံမိုက်လာပြီးဂျေလန်နီကလည်းစိတ်တူပြီးငါကမင်းတို့ကိုငရဲကနေစင့်ခေါ်လာတာငါကိုအာခံနေဖို့လို့ဆိုကထိန်းချုပ်ထားလိုက်ပြီးဒီချိန်မှာပဲအူမီကရောက်လာတာတားပေမဲ့ဂျေလန်နီကတားမရပါဘူး ဒီတော့ဟာနာကိုသွားခေါ်တော့လေအိမ်မှာရှိမနေပါဘူးဒီတော့ဟာနာရဲ့အဖေကာရာအီကိုဖုံးဆက်ကြည့်တော့လေဖုံးမကင်ပါဘူးဟာနာကိုလည်းတဲအိမ်ထဲမှာဖမ်းချုပ်ထားလိုက်ပြီးဆရီနဲ့အတူရှိနေတာပါဂျဲလန်နီကတကယ်တော့ဟာနာရဲ့အဖေကိုမကြည်နဲ့တာကြောင့်သူ့ကိုမကောင်းမြင်နေလို့ဆိုပြီးပုံကန်ခဲ့တာပါသူကနတ်ဆိုးလမ်းစဉ်ကိုလိုက်နေလို့ဟာနာရဲ့အဖေကမကြိုက်ခဲ့လို့ပါပဲနတ်ဆိုးတကောင်ကိုဥညွတ်ပြီးသူ့နောက်လိုက်ဖို့မဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်အူမီကလည်းကူရခဲ့ရမယ့်နေချင်း ရင်မန်းပလင်းတွေကိုအရှိမှချပြီးစူတောင်းမှုပြုလုပ်လိုက်ချိန်မှာပဲဆရာကာရာအီကိုမြင်လိုက်ရပြီးစူတောင်းမှုတွေပြုလုပ်ပြီးနေကဦးမီလဲဝမ်းသာသွားပါတယ်။ဂျဲလန်နီကလည်းဟာနာကိုဓာရီအားလုံးကမကြခင်ပြီးဆုံးတော့မှဖြစ်ကြောင်းနဲ့အကုန်လုံးကငါအပိုင်ဖြစ်ပြီးထိန်းချုပ်နိုင်တော့မှလို့ဆိုကမာလစ်ကိုလည်းကာရာအီရဲ့အလောင်းကိုမြင်းမြုပ်လိုက်လို့ပြောစံကိုကြားလိုက်ပြီးဟာနာကလည်းသူ့ရဲ့အဖေပြီးသွားပြီဆိုတာကိုသိလိုက်လို့အော်ဟစ်နေပါတော့တယ်။ဂျဲလန်နီရဲ့လက်ချက်နဲ့ကာရာအီကတည်ဆုံသွားတာဖြစ်ပြီးမာလစ်ကလည်းအလောင်းကိုမြုပ်ပစ်လိုက်ပါတယ်။ တပတ်မှလည်းဂန်ဒီကအီချာဒီလိုဖြစ်ရတာရိုလန်ဒါကြောင့်လို့ဆိုကအပြစ်တင်နေပြီရိုလန်ဒါကလည်းသူလည်းအရင်တုန်းကသူ့ရဲ့ချစ်သူကိုဆုံးရှုံးခဲ့ပြီသူတွန်းလိုက်တာကြောင့်တောင်စောင်းပေါ်ကနေပြုတ်ကျသွားလို့စိတ်မကောင်းဖြစ်ခဲ့ရပြီဝမ်းနဲ့ခံစားခဲ့ရတာကိုပြောပြလိုက်ပါတယ်ဒါပေမဲ့ဂန်ဒီကမကြင်နဲ့ဒီပဲရန်တွေ့နေချိန်မှာပဲအီချာကပူးကန်နေပြီးထလာကရင်းနေရင်းကနေဂန်ဒီကိုခုံအုပ်ပြစ်လိုက်ပါတယ်ဒီတော့ရိုလန်ဒါကဝိုင်းပြီးချုပ်ကကျိုးနဲ့တုတ်ထားလိုက်ပါတယ် ဂန်ဒီကိုပူကက်ခံထားရတဲ့အီချာနဲ့အတူထားခဲ့ပြီးရိုလန်ဒါနဲ့ဇာဟာယာကလည်းအူမီကိုအကူအညီသွားတောင်းနေတော့မှတရေတွေပေါ်လာပြီးဇာဟာယာကိုလည်းဆွဲခေါ်သွားတယ်လို့ရိုလန်ဒါကိုလည်းတိုက်ခတ်ခံနေရကဇာဟာယာကိုဆွဲခေါ်သွားလို့အူမီကနောက်ကနေပြေးလိုက်သွားတော့မှရက်သွားပါတယ်ဒီချိန်မှာပဲကြံခဲ့တဲ့ဂန်ဒီကဂရင်းအောက်ကနေတံမီးကိုယူပြီးပြန်ထမှာပဲအီချာကဂရင်းပေါ်မှာရှိမနေတော့ပါဘူးအီချာကိုလိုက်ရှာနေသူ့အနောက်ကိုရောက်နေပြီ ။သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ပြောင်းပြန်ကြီးဖြစ်သွားကသူအနားကိုတိုးလာပြီး၆လန့်ခန်းလိုက်ရလို့တတိမိသွားပါတယ်။ရိုလန်ဒါကလည်းဂျဲလင်နီရဲ့အခန်းထဲကစာအုပ်တွေထဲမှာဂျင်းကိုပြန်ထိန်းချုပ်တဲ့ဆောင်ရွက်ကိုဖျက်ပြီးယူထားလိုက်ပါတယ်။ဒီအချိန်မှာပဲခလောက်တန်ကိုကြားလိုက်ရပြီးဂျဲလင်နီကအခန်းထဲကိုဝင်လာတော့ပုန်းနေလိုက်ပြီးအီချာကလည်းရောက်လာကငါဓာရီကိုလုံနေတာမင်းကိုချစ်လို့အီချာလို့ဆိုကဤချာရဲ့အော်တန်ကိုကြားလိုက်ရပြီးဤချာလည်းလဲကြသွားပါတယ်။ဒီတော့ရိုလန်ဒါကငိုပြီးဤချာနားမှာရှိနေချင်း သူ့ရဲ့ပုံစံနဲ့ဂျင်းကပေါ်လာပြီးသူ့ကိုဓားနဲ့လိုက်ထိုးတဲ့အခါမှာရှောင်ပြီးထွက်ပြေးသွားပါတယ်။ဇာဟာယာကိုလည်းဦးမီကတတိယအောင်လှုပ်ပေးလိုက်ပြီးတတိယလာတဲ့အခါမှာတော့ဦးမီကိုဦးစဒတ်ဂျယ်လန်နီကသူ့ကိုအာရမကျင့်တာကိုပြောပြလိုက်တဲ့အခါမှာသူတွေမဟုတ်ပဲចောင်းသူတွေအားလုံးကိုလည်းအဲ့လိုပြုလုပ်နေတာကိုပြောပြလိုက်ပါတယ်။သူ့ကိုဘယ်သူမှမယုံမဆိုးလို့မပြောပြခဲ့တာလို့ဆိုတော့ဦးမီကစိတ်မကောင်းဖြစ်ပြီးပတ်ထားလိုက်ပါတယ်။ဂန်ဒီကလည်းတတိပြန်ရလာတော့အပြင်ကိုထွက်လာပြီး ကျောင်းသူတွေအားလုံးကလည်းပူးကတ်ခံရကအော်ဟစ်ပြီးစူညံနေကြပါတယ်။ဂန္ဒီကလမ်းကြားတစ်ခုကိုရောက်တဲ့အခါမှာတော့ဇာဟာရလို့ထင်ပြီးအနားကိုအသွားမှာပဲ။အသားတွေကိုစားနေတဲ့ဂျင်းဖြစ်နေပြီးကြောက်လန့်ကအော်ဟစ်ပါတော့တယ်။ရိုလန်ဒါကလည်းပြေးနေရင်သူ့ရဲ့ပုံစံနဲ့ဂျင်းကလက်ကိုလှီးလိုက်တာနဲ့သူ့ရဲ့လက်ကလည်းသူ့ရည်တွေထွက်ကြလာပါတယ်။သူမထွက်ပြေးတော့လည်းအနောက်ကနေလိုက်လာနေပါတယ်။ပူမီကလည်းပူးကတ်ခံရပြီးစူညံအော်ဟစ်နေတဲ့ကျောင်းသူတွေနားကိုရောက်သွားကာ ဘရရင်နဲ့လိုက်ဖြန်းပေးနေကဇာဟာယာကလည်းလမ်းကြားထဲမှာထိုင်ငုံနေတဲ့ခန္ဒီကိုမြင်ပြီးတွားခေါ်ပြီးမှမထာပဲအော်နေလို့ဦးမီရောက်လာပြီးကူညီပေးလိုက်မှကောင်းသွားပါတယ်။ရိုလန်ဒါကလည်းအနောက်ကနေလိုက်ပြီးတိုက်ခိုက်ခံနေရလို့အော်ဟစ်နေရင်ဦးမီတို့ရောက်လာပြီးစူတောင်းမှုပြုလုပ်ပေးလိုက်တော့မှပြန်ကောင်းသွားကသူမမြင်နေတဲ့ဂျင်ကလည်းပျောက်ကွယ်သွားပါတယ်။အဲဒီနောက်မှာတော့ဗလီထဲမှာအီချာရဲ့အလောင်းကိုအလဲမှထားပြီးကျောင်းသူတွေအားလုံးထိုင်နေကြတော့မှဝုန်းဆိုပြီးတကားတွေအကုန်လုံးပွင့်သွားကဦးမီကတကားတွေထားပိတ်လိုက်ပြီး ဒီအချိန်မှာပဲဇာဟာယာကအီချာရဲ့အလောင်းကသူ့ကိုကြည့်နေတယ်လို့ထင်နေပြီးဘေးကပုတ်လိုက်တော့မှသတိဝင်လာပြီးပြန်ကြည့်လိုက်တော့မဟုတ်ပါဘူးဘူမီကလည်းဗလီအပြင်ကိုမထွက်ကြဖို့မှားလိုက်ကအီချာရဲ့အလောင်းကသွေးတွေပေနေလို့တန်ရှင်းကြီးလှုပ်ပေးနေချိန်မှာဇာဟာယာကစိတ်မကောင်းဖြစ်ပြီးမနေနိုင်တော့လို့တန်ဆင်ကန်းထဲကိုသွားပြီးငိုနေပါတယ်ဒီအချိန်မှာပဲသူ့မှန်ကိုကြည့်နေရင်မမဂျဲလနီကသူ့ကိုအနိုင်ကျင့်ခဲ့တာတွေကိုပြန်မြင်အောင်စိတ်တို့သွားကမှန်ကိုရိုက်ခွဲပြစ်လိုက်ပါတယ်ခဏနေတော့အနောက်ကနေဂျဲလနီရဲ့ပုံစံပေါ်လာပြီ ဇာဟာယာကမှန်ကွင်းနဲ့ချိန်ထားကမင်းကမတန့်စင်တော့ဘူးအပြင်ကလူတွေနဲ့မင်းအမေကဘာပြောမလဲလို့ဆိုတော့မှန်ကွင်းနဲ့ပြေးထိုးလိုက်ပြီးမှပျောက်သွားကတဏီယာကနေထပ်ပေါ်လာပြန်ပြီးမင်းကကိုတိုက်ခိုက်ဖို့ခုံအားမရှိသေးပါဘူးလို့ဆိုနေကဇာဟာယာကလည်းအနာကိုတိုးလိုက်ရင်ကိုကိုကိုထိုးလိုက်မယ်လို့ပြောလိုက်တော့မှပျောက်သွားပါလိမ့်ရိုလန်ဒါကလည်းရောက်လာတဲ့အခါမှာစိတ်တကြနေတဲ့ဇာဟာယာကိုမြင်ပြီးအားပေးစကားပြောလိုက်ကဤချာအတွက်ငါတို့အတူတိုက်ခိုက်ကြမယ်ငါတို့ဒီကနေထွက်သွားဖို့လိုတယ်လို့ပြောလိုက်ပါတယ် ဇာဟာယာကပူကတ်ခန္ဓာယာကရေထဲမှာတရုတ်မှန်ပေါ်နေပြီဒါကိုလည်းရိုလန်ဒါကမသိပါဘူးဒီတော့ရိုလန်ဒါကဥဆောင်ပြီးဘလီရဲ့အနောက်ကနေအပြင်ကိုခိုးထွက်လာခဲ့လိုက်ကြပါတယ်မာလစ်ကလည်းယုံတီးရဲ့သွေးကိုယူနေပြီဂျဲလန်နီကចောင်းသူတွေရဲ့အလောင်းပတ်စာတွေကိုတုံးပြီးအစီရင်လုပ်နေပြီဝိုင်းချင်းကိုစင့်ခေါ်နေကဘလီထဲမှာလည်းចောင်းသူတွေကဥမွေနဲ့အတူချမ်းသာရွံ့နေကြပါတယ်ဒီချိန်မှာပဲအားလုံးဝင်ပူကတ်ခန္ဓာယာကဂန်ဒီကမြင်နေရပြီးထိတ်လန့်နေကဒီလိုဖြစ်အောင်ဂျဲလန်နီကလုပ်နေတာပါ ကျောင်းသူတွေအားလုံးအော်ဟစ်နေကြကဥမီနဲ့ဂန်ဒီတို့ကလည်းစူတောင်းပေးနေပြီးနှစ်ယောက်ပေါင်းပြီးပရိတ်ရီသုံးပြီးအပနှင်ပေးလိုက်ကြပါတယ်။ရိုလန်ဒါတို့နှစ်ယောက်ကလည်းမာလက်ကကာရာယီရဲ့အလောင်းကိုထမ်းသွားတာကိုမြင်လိုက်ကမူတန်ကိုကြားလို့တဲအိမ်တွေကိုတွားကြည့်တဲ့အခါမှာစာရီယိုဟာနာကိုပါတွေ့လိုက်ရပါတယ်။သူတို့ရဲ့ကက်လျက်မှာဂျဲလန်ဒီကကွာရင်ချင်းကိုစင့်ကော်ခိုင်းစေနေလို့စာရီကထပြီးတိုက်ခိုက်ပါတယ်။ဒီတော့ရိုလန်ဒါကသူ့မယူထားတဲ့စာရွက်ထဲကစူတောင်းစာကိုထုတ်ပြီးယူလိုက်တဲ့အခါမှာတော့စာရီကငြိမ်ချသွားကာ ဒါကိုဂျဲလနီကလည်းတတိထားမိသွားပါတယ်။သူတို့အားလုံးအပြင်ကိုထွက်ပြေးသွားကြတဲ့အခါမှာပဲမာလစ်နဲ့တို့ပြီးမာလစ်ကိုဆာရီကရှင်ကလူကောင်းတယောက်ဆိုတာသိပါတယ်လို့ပြောလိုက်တော့မာလစ်ကလှုပ်ပေးလိုက်တဲ့အတွက်ရိုလန်ဒါတို့၄ယောက်လုံးဗလီတဲကိုပြန်ရောက်သွားပြီးဦးမီနဲ့ဆုံးမိသွားကြပါတယ်။ဒါကိုတီးသွားတဲ့ဂျဲလနီလည်းထွက်လာပြီးမာလစ်ကလည်းဓားကိုထုတ်ပြီးတိုက်ခိုက်ဖို့လုပ်တဲ့အခါမှာထိန်းချုပ်ခံလိုက်ရပြီ။သူ့ကိုယ်သူပြန်ထိုးကလဲကျသွားပါတယ်။ဦးမီကိုလည်းចောင်းသူတွေကဒီကနေထွက်သွားကြဖို့တောင်းဆိုတဲ့အခါမှာ အူမီကဥဆောင်ပြီးထွက်သွားဖို့ပြင်တဲ့အခါမှာပဲဗလီရဲ့အရှိမဂျင်းကရောက်နေပြီးမင်းတို့တွေဒီကနေဘရော့မှမထွက်သွားစေရဘူးလို့ဆိုပါတယ်။အူမီကလည်းရှေ့ကိုတိုးလာပြီးနင်းကငါတို့ကမကြောက်ဘူးလို့ဆိုကကြမ်းစာရွတ်လိုက်ပြီးစူတောင်းမှုလုပ်လိုက်တာနဲ့အနောက်ကចောင်းသားတွေကလည်းလိုက်ပြီးရွတ်ကြပါတယ်။ဒီချိန်မှာပဲဆရာကာရာအီရဲ့ဝိညာဉ်ကပေါ်လာပြီးအူမီကိုကူညီပေးနေကရင်လဲအာယုံပြောင်းနေတော့မှပဲចောင်းသူတွေနဲ့ဟာနာတို့ထပ်ပြေးကြပါတယ်။အူမီကိုကာရာအီရဲ့ဝိညာဉ်ကကူညီပေးတဲ့အတွက် ။ယလနီရဲ့ခြင်းနဲ့နာကျင်နေတော့မှာပဲ။ဦးမူရဲ့လက်ထဲကပရီးကိုရိုက်ချလိုက်လို့ပြုတ်ကျသွားတာ။ကြီးလိုက်တဲ့အခါမှာတော့ယလနီဖြစ်နေပြီ။ဦးမီကိုဓားနဲ့ထိုးလိုက်လို့လဲကျသွားပါတယ်။ပြီးတာနဲ့သူ့ရဲ့ခလောက်ကို ထုတ်ခါခောက်လိုက်တာနဲ့ပြေးလွားနေတဲ့ចောင်းသူတွေအားလုံးပူကက်ခံရပြီ။ဇက်သွားလို့မရဖြစ်သွားကြကအော်ဟိတ်နေကြပါတယ်။ဟာနာတယောက်တည်းကြံနေပြီ။ယလနီကအနားကိုရောက်လာကငါမိမလို့ဆိုကအနားကိုတိုးလာနေတော့မှာပဲ။ဟာနာကသူ့ရဲ့လက်ကကျိုးနဲ့လေပင်းကိုရစ်ပြီးဆွဲလိုက်ပါတယ်။ ဒါပေမဲ့မရပဲဟာနာကိုပဲပြန်ပြီးလဲပေးညှစ်ခံလိုက်ရပါတယ်။ကျောင်းသူတွေကိုလည်းဂျင်တွေကနောက်ကနေချုပ်ထားတာဖြစ်ပြီးရိုလန်ဒါကဆောင်ရွက်ကိုထုတ်ပြီးကျန်းစာကိုရွတ်လိုက်တာနဲ့လွတ်သွားကဟာနာကိုတွားခဲ့ပါတယ်။ရိုလန်ဒါနဲ့ဂျေလန်နီနဲ့လုံးတွေတပ်ပုံနေကြတော့မှဇာဟာယာကလည်းဆောင်ရွက်ကသူ့နဲ့မလန်းမကန်းမှကြာနေလို့လမ်းကြည့်ပြီးရွတ်လိုက်တာကြောင့်လွတ်သွားကရိုလန်ဒါကိုလည်းဓာတ်နဲ့ထိုးမိသွားပြီးလဲကျသွားချိန်မှာဇာဟာယာကဂျေလန်နီရဲ့ဓာတ်ကိုယူပြီးလဲပင်ကိုလှီးလိုက်ပါတယ်။ ်ပီတာနဲ့နင့်ကိုငါမကြောက်ဘူးလို့ဆိုကတရားပေါ်ကနေတွန်းချလိုက်ပါတယ်။ရိုလန်ဒါကိုလည်းပွင့်ချီလိုက်ကတောင်းပန်လိုက်ပြီးရိုလန်ဒါကလည်းတငယ်ချင်းဖြစ်ပြီးလို့ကျေးဇူးတင်ပါတယ်လို့ပြောပြီးဆုံးဖသွားကစဟာယာကလည်းဝမ်းနဲ့ငိုကြွေးပါတော့တယ်။နောက်ဆုံးမှာတော့အလောင်းပတ်စအစီရင်အယုတ်တွေကိုမိရှို့ပစ်လိုက်ပြီးအီချာရဲ့ဝိညာဉ်ကလည်းပြုံးပြီးကြည်နေကကြောင်အော်တန်ကိုလည်းကြားလိုက်ရကဂျင်းတွေကိုလည်းသူမရဲ့အနားမှာရှိနေပြီးဇလန်းလည်းပြီးဆုံးသွားခဲ့ပါလေခမညာ။အစိုးရီလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး စိတ်ဤချမ်းသာခြင်းကိုဤချမ်းမှခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။